ဒါကတော့နမည်ကြီးဒေတာအစားစာဖြစ်တဲ့ပေပြားချင်းဆက်လေးပဲဖြစ်ပါတယ်။သူရဲ့ရတာကချင်းချင်းဆက်ဆက်လေးနဲ့အရန်ဂရင်းပွင့်စီပါတယ်ခင်ဗျာ။ဒါဆိုဘလို့လို့ရတာလဲဆိုတာတူကြည့်လိုက်ရအောင်ခင်ဗျာ။ဝယ်လာတဲ့ပေပြားတွေကိုအတုံးလေးတွေတုံးပြီးတော့စီ60ရာခိုင်နှုန်းလောက်ပူလာပြီဆိုရင်ပေပြားတွေကိုကြော်ပေးလိုက်ပါမယ်။အတော်လေးကျလာပြီဆိုရင်တော့အဆက်မပြတ်ငွေပြီးတော့ကြော်ပေးလိုက်ရင်ပူပြီးတော့ကျွရွာစီပါတယ်ခင်ဗျာ။ပြီးတဲ့အခါမှာတော့ဆယ်ပြီးပကံနဲ့ထည့်ထားလိုက်ပါမယ်။ စောအတွက်ကြုံမှုတ်တစုံကော်မှုတ်တစုံကြီးနေငယ်တဲပြီးတော့မုံနဲ့ဆက်ထားလိုက်ပါမယ်ခင်ဗျာအင်းအောင်စီပူလာပြီဆိုရင်တော့ကြက်သွန်ဖြူနှုတ်စင်ကိုမွေးနေအောင်စီတတ်ပြီးမယုတ်သီးမှုတ်တစုံစီယာမှုတ်စုံတဝက်နှံအတင်တင်ထဲပြီးတော့မွေးနေအောင်စီတတ်ပြီးရင်ရေနွေးအတင်တင်ထဲပြီးစာအတင်တင်ကြက်သားမှုတ်အတင်တင်ဘဲငက်ပြာရဲ့ကျဲအတင်တင်ခယူးစီအတင်တင်နဲ့ကြိုဆက်ထားတဲ့မုံနဲ့ကိုလောင်းထည့်လိုက်ပါမယ်မွေးလိုက်ကြိုလိုက်နဲ့ဒီလိုမျိုးပြည့်စည်လာပြီဆိုရင်တော့စော်ရပါပြီ အဲဒီနောက်မှာတော့ကြော်ထားတဲ့ပဲပြားတွေပေါ်ဆန်ပြီးတော့နန်းနန်းပင်နဲ့အရွက်အချင်းတဲထားတာထည့်ပေးလိုက်မယ်ဆိုရင်တော့ပဲပြားချင်ဆက်ကိုရပါပြီခင်ဗျာချင်းချင်းဆက်ဆက်လေးနဲ့ green ပွင့်ပြီးတော့အစာပြေမုန်းအနေနဲ့ပဲဖြစ်ဖြစ်ထမင်းတို့မန်တူတို့နဲ့တွဲစားတာပဲဖြစ်ဖြစ်အရန်ရတာရှိပါတယ်ဒီနေ့တော့အရန်ရတာရှိတဲ့အရွက်ဆောင်တို့ထိုးလုံနီလေးကိုပြောပြပေးသွားပါမယ်။မှွေမှွေဆက်ဆက်လေးနဲ့အရန်စားလို့ကောင်းလို့အဆက်မပြတ်စားခြင်းဖြစ်စေနိုင်တဲ့ခံစားချက်ပေးတဲ့အတွက်လူကြီးရောကလေးပါကြိုက်ကြပါရခင်ဗျာ ဒါဆိုရင်တော့ဘယ်လိုလုပ်ရလဲဆိုတာတူကြည့်လိုက်ရအောင်ခင်ဗျာအတီးရွက်တချို့ကိုအရင်ဆုံးဒုံးနဲ့ထိုးထားပေးလိုက်ပါမယ်။ဦးရဲရေဆူလာရင်တော့စားနဲ့စီထည့်ပြီးတော့တုတ်ထိုးတွေကိုရင်းနှွေးဖြောပေးလိုက်ပါမယ်။ရင်းနှွေးဖြောပြီးချက်ပြီးဆိုရင်တော့အတင်သုံးဖို့ဆဲယူထားလိုက်ပါမယ်။အရင်ဆုံးမုံနှင်းစော်ရဖို့အတွက်ဂျုံမုတ်တစုံ၊ကော်မုတ်တစုံ၊ရေနှဲငယ်ထည့်ပြီးတော့ချောမွေးတဲ့မုံနှင်းရအောင်ဆက်ထားလိုက်ပါမယ်။ ပထမဆုံးအနေနဲ့ကျက်သွုံဖြူငရုတ်စောအတွက်စီပူလာရင်ကျက်သွုံဖြူနုံနုံစင်ငရုတ်တီးမုံတရုံမဆလာငရုတ်ကောင်းမှုကိုမှွေးနေအောင်စီတက်ပြီးတော့ရင်းရွေးအတင်အတင်အရသာအတွက်စာကျက်သားမုံဖီယူစီချိုဆက်ထားတဲ့မုံနဲ့နောက်ဆုံးမှကျက်သွုံဖြူကိုထည့်လိုက်ပါမယ်ဒုတိယအရသာချိုဆက်စောအတွက်စီပူလာတဲ့အခါမှာတော့ငရုတ်တီးမုံတစ်စုံစာငရုတ်တီးမုံနှစ်စုံထည့်ပြီးတော့မှွေးနေအောင်စီတက်ပေးလိုက်ပါမယ် ရေတစ်ခွက်ထဲကြိုပြီးတဲ့နောက်မှာတော့တကြားတစွန်းမှာထပ်တဲ့ပြီးရေစုလာတဲ့နောက်မှာကိုရီထဲပြီးတော့အိုးမချခင်မှာနှမ်းအနှဲငယ်ဖြူပေးလိုက်ရင်တော့ရပါပြီခင်ဗျာတတိယအနေနဲ့ဇီယာရတာစောအတွက်အိုးရဲစီမထဲပဲနဲ့ဇီယာမုံတရုံမဆလာဟွာကြောင်းမုံမြို့ကောင်းမုံစားနဲ့ပဲငက်ပြရဲ့အခြေထဲပြီးတော့ရေအင့်တင့်ထဲလိုက်ပါမယ်ရေစုရဲ့နောက်မှာတော့ကိုရီဆန်ပြီးတော့အိုးမချခင်ကျက်တုံဖြူနှုတ်စင်ထဲပေးလိုက်မယ်ဆိုရင်တော့ရပါပြီ စတုထားအနေနဲ့ချိုးချင်းစောအတွက်ဘိုးကုအပူပေးပြီးတဲ့အခါမှာတော့နှစ်ချိုးဖီနီကာပကံလုံးတော်ဝမ်းနဲ့ရေတပကံကိုရောချိုးပြီးတဲ့နောက်မှာတော့တကြားစုံကြီးတစ်စုံထည့်ပြီးတမအောင်မှုေပေးလိုက်ပါမယ်။အေးခံမိရင်တော့ရပါပြီခင်ဗျာ။မြစ်စမအနေနဲ့နှမ်းစော့အရသာအတွက်ဦးရဲရေထည့်ပြီးရောရေစုလာပြီဆိုရင်တော့ကိုရီလောင်းထည့်ပြီးပစ္စည်းလောင်းချိုးပြီးတဲ့နောက်မှာတော့နှမ်းစော့ကိုထည့်ပြီးလိုက်ရင်တော့ရပါပြီခင်ဗျာ။ အလုံးပြည့်စင်ပြီးတဲ့နောက်မှာတော့ကိုစားကျင်တဲ့အရာသာကိုအရွယ်ဆုံးတို့ထိုးတွေပေါ်ဆန်းပြီးလိုက်မယ်ဆိုရင်တော့ပူပူဆက်ဆက်လေးနဲ့အရန်စားကောင်းပါလေဒီနေ့မှာတော့ဆက်သုံးစရာမလိုဂျုံအများကြီးနေစရာမလိုပဲနဲ့မိဖို့ကြောင့်စာဝင်ကစားလူတော်မှာတစ်ချိန်တည်းနဲ့အောင်မြင်အောင်လုပ်နိုင်တဲ့ नो ပါမုံလေးလုံနီးကိုပြောပြပေးသွားပါမယ်ခင်ဗျာပြောပြအီးအီးပါမုံကို नो ရနဲ့တည်တည်လေးနဲ့တွဲဖက်ပေးထားလို့တကယ်ကိုမှအရန်စားလို့ကောင်းပါတယ် နွားနို140ဂရမ်၊တကြား25ဂရမ်၊တစီ3ဂရမ်၊ကျဲဥတလုံးကိုတမအောင်မေးပြီးတော့ကစီတက်များတဲ့ဂျုံမုံ250ဂရမ်ထည့်ပေးလိုက်ပါမယ်။ပြီးတဲ့အခါမှာတော့ရောင်မားနဲ့အပြန်ပြန်လှန်လှန်မွေပြီးတော့ဂျုံစည်းဖြစ်လာတဲ့အထိနေပေးလိုက်ပါမယ်။သူတွေမှာစား2ဂရမ်၊ပြောင်မှုစီ20ဂရမ်ထည့်ပြီးပြောင်မှုစီတွေစိတ်ဝင်သွားအောင်လို့မွေပေးလိုက်ပါမယ်ခင်ဗျာ။အဲနောက်အစိုးတဲ့ရအောင်အဖုံးအုပ်ပြီးတော့ရေခဲတတားထဲမှာမိနစ်30ထားထားလိုက်ပါမယ်။ စိုးစိုးလေးဖြစ်လာပြီဆိုရင်တော့ကျွန်တော်လုပ်တဲ့လိုမျိုးအချိန်20လောက်နေပေးလိုက်ပါမယ်။သူ့ကိုအဖုံဖုံပြီးတော့အခန်းအပူချိန်မှာမိနစ်30အချင်းဖောက်ပြီးထားလိုက်ပါမယ်။အချင်းနှခါဖောက်ပြီးတဲ့အခါမှာတော့ဒီလိုခက်တထုအပြားလေးတွေဆွဲထုတ်လို့ရပါပြီ။အဲဒီနောက်မှာတော့ဆက်ဆွဲလို့မရတော့တဲ့အထိဆွဲလိမ်ပေးပြီးတဲ့အခါမှာသူ့ကိုအဖုံဖုံပြီးတော့နှွေးထွေးတဲ့နေရာမှာနှစားပွားလောင်ထားထားပြေးလိုက်ပါမယ်။အချင်းဖောက်ထားတဲ့မုံညက်ကိုလေထွက်အောင်လုပ်ပြီးလိုက်ပြီးတော့6ပိုင်းပိုင်းပြေးလိုက်ပါမယ်။ မုံညက်တွေကိုအတွင်းဘက်စီခောက်တင်ပြီးတော့အလုံးပုံစံလေးလုပ်ပေးပြီးတဲ့အခါမှာဂျုံနေတဲ့အပြားပေါ်မှာ15မိနစ်ထားထားပေးလိုက်ပါမယ်ခင်ဗျာဂျုံလုံးတစ်ခုကိုယူပြီးတော့ပြားနေအောင်ဖိပြီးတဲ့အခါမှာနွားရှာပုံရအောင်လှိမ့်လိုက်ပြီးတော့ဘေးနှစ်ဖက်ကိုခောက်လိုက်ပါမယ် ပြီးတဲ့အခါမှာတော့ပြားသွအောင်ထပ်လိုက်ပြီးလိပ်ပေးပြီးတဲ့အခါမှာလက်နဲ့ဖိပြီးတော့အနားသိမ်းပြီးလိုက်မယ်ဆိုရင်တော့ရပါပြီခင်ဗျာသူကပလတ်စတစ်အပါးစားနဲ့အုပ်ပြီးတော့တဆခွေလောက်ကြီးလောင်လို့ထားထားပြီးတဲ့အခါမှာအပေါ်ကနေဂျုံမုတ်ဖြူပြီးတော့ဒါနဲ့တစ်ချက်နှစ်ချက်မှုန်းပေးလိုက်ပါမယ်အဲနောက် air fryer ထဲမှာအပူချိန်155ဒီဂရီနဲ့10မိနစ်ဖုတ်ပေးပြီးတဲ့အခါမှာနောက်တစ်ဖက်လှန်ပြီးတော့10မိနစ်ဖုတ်ပေးလိုက်မယ်ဆိုရင်တော့ရပါပြီခင်ဗျာ 5မိနစ်လောက်စောထားရုံနဲ့အထက်တရာမိုကိုအရသာရှိအောင်လှုပ်ရှားလို့ရပါတယ်။အပေါ်ကွန်ကနှုတ်ရက်နဲ့တင်းကျွတ်ရပြီးတော့တကယ်ကိုက်လိုက်တာနဲ့အဟာရပြေဝအရသာရှိပါတယ်။အရင်ဆုံးပါဝင်ပစ္စည်းတွေကိုပြင်ဆင်ပြီးတော့အိုးကိုစီဖြန်းပြီးတဲ့နောက်မှာကျက်ဥတစ်လုံးနှလုံးဖောက်ထည့်ပေးလိုက်ပါမယ်။မျက်နှာပြင်နှစ်ဖက်လုံးရှေးဝါးရောင်တန်းပြီးတော့မှုေးလောင်ကြော်ပြီးပြီဆိုရင်တော့အတင်သုံးဖို့ဆယ်ထားလိုက်ပါမယ်။ ကိုကြိုင်းနေတတ်တဲ့အသားတွေကိုလည်းကြော်ပေးလိုက်ပြီးတော့မျက်နှာပြင်နှစ်ဖက်လုံးချေဝါရောင်တန်းအောင်ကြော်ပေးလိုက်ရင်တော့ရပါပြီခင်ဗျာအထက်တရာမုတ်ပြားကိုယူပြီးတော့စီဖြန်းစရာမလိုပဲဦးရေတန်းထည့်ကင်ပြီးတော့မီးအလေအလံနဲ့တစ်ဖက်ကြအောင်ကင်ပြီးရင်နောက်တစ်ဖက်လှန်ပေးလိုက်ပါမယ်အပြန်ပြန်လှန်လှန်သုံးလေးခေါလောက်လှန်ပေးလိုက်မယ်ဆိုရင်တော့ပူအကျက်ညီစေနိုင်ပါတယ်ကျက်သွားတဲ့မုတ်ပြားပေါ်မှာဆလက်ရွက်ကိုနေတတ်တဲ့အသားနဲ့ကျုပ်ကြော်တင်ပြီးအပေါ်ကနေမယောနီးစ်နဲ့ခရမ်းညစ်သီးဆော့ဆန်ပြီးတော့နှာခေါက်ခေါက်လိုက်ရင် trigger ပုံစံဖြစ်သွားပါလိမ့်မယ် ငွေပြန့်ကျွရနေတာမို့လို့လူကြီးမင်းတို့လည်းဆန်းလို့စားကြည့်လိုက်တော့နော်ဂျုံနေစရာမလိုပဲ air fryer ကိုပဲသုံးပြီးတော့ odd me နဲ့အစေးအဆန်ပါတဲ့ပါမုံလေးလုပ်လို့ရပါတယ်စီမပါတကြားမပါဘဲနဲ့အပေါ်ကုန်ကျွကျွရရလေးနဲ့အတွင်းသားနှူးညံ့ပြီးတော့ဝါးလေးအရသာရှိလေးဖြစ်စေတဲ့အပြင် လုံနီးကလည်းအရန်ကိုယိုရှင်ပါတယ်ခင်ဗျာနွားနို 210g ကျဲဦးတစ်လုံး 13g အုတ်ချုံ90ဂရမ်ကိုတမောင်းမွေပြီးတဲ့အခါမှာကစီတံများတဲ့ဂျုံမုံ250ဂရမ်၊အစိအစံ40ဂရမ်၊ raspberry 40ဂရမ်၊စား2ဂရမ်ထည့်ပြီးတော့ရောင်မားနဲ့စီးပိုင်သွားတဲ့အထိမွေပြီးလိုက်ပါမယ်ခင်ဗျာ။သူ့ကိုဖုံဖုံမိတဲ့အခါမှာရေခဲတက်တာထဲမှာမိနစ်30ထားထားပြီးတဲ့အခါမှာလက်ကိုရေစုပ်ပြီးဒီလိုမျိုးအတွင်းထဲကိုအချိန်20လောက်ခောက်သွင်းပြီးလိုက်ပါမယ်ခင်ဗျာ။မုံညက်ကိုတီချောင်းနေရာချပြီးတဲ့အခါမှာနှစားပွလာအောင်အချင်းပေါက်ပြီးထားလိုက်ပါမယ်။ ဂျုံနေတဲ့အပြာပေါ်မှာဂျုံမိုးခက်မများဖြူပြီးရင်တော့မုံညက်ကိုတင်ပြီးရောလေထွက်သွားအောင်ဖိပေးလိုက်ပါမယ်။သူ့ကိုစတူကန်ပုံစံပေါ်ပြီးတဲ့အခါမှာဆောင်းခေါက်တလိုမျိုးအထက်ထက်ခောက်ပေးလိုက်ပါမယ်။အဆက်ကိုတေချာစီအောင်ဖိပေးပြီးတော့ဘဲဥပုံပေါ်ပေးလိုက်ပါမယ်။သူကိုပလတ်စတစ်အပါစာအုပ်ပြီးတော့တစားခွဲလောက်ပူကြီးလောင်ထားတာပြီးတဲ့အခါမှာအပေါ်ကနေရေပြန်ပေးလိုက်ပါမယ်ခင်ဗျာအပေါ်ကနေဂျုံအုံးနဲ့နှံဖြူပေးလိုက်မယ်ဆိုရင်တော့ရနံ့ပုံမွေးပြန်စီပါတယ် အဲနောက်မှာတော့ air fryer ထဲမှာအပူချိန်160ဒီဂရီနဲ့မိနစ်20ဖုတ်ပေးလိုက်ရင်တော့နောက်တစ်ဖက်လမ်းပြီး10မိနစ်ထပ်ဖုတ်ပေးလိုက်မယ်ဆိုရပါပြီ။